ကဘာအပွဲတစ်ခုဖြစ်တဲ့ကဘာပေါ်ကအရှိဆုံးလမ်းကဘာအရှိဆုံးလမ်းကတော့ပန်အမေရိကန်ဟိုက်ဝေးလမ်းမကြီးပဲဖြစ်ပါတယ်။မြောက်အမေရိကရဲ့မြောက်ဘက်အကြဆုံးအလက်စကာကနေတောင်အမေရိကတိုင်းရဲ့တောင်ဘက်အကြဆုံးအာဂျင်တီးနားအထိမိုင်ပေါင်း19000ကျော်ရှိလျားပါတယ်။ကြားထဲမှာနိုင်ငံပေါင်း14နိုင်ငံနဲ့ရာသီဥတုအမျိုးမျိုးမြေမျက်နှာတင်ပြအမျိုးမျိုးကိုဖျက်ဆီးပြီးဖောက်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ဒီလမ်းမကြီးကတက်ဆက်တယ်တော့မဟုတ်ပါဘူး။ဖနာမားနဲ့ကိုလံဘီယာကျားမှာအကျဲအဝွန်66မိုင်ခန့်ရှိပြီးဒါရီယန်ဂပ်လို့ခေါ်တဲ့ဒေသတစ်ခုကြောင့်လမ်းကြောင်းကပြတ်တောက်နေပါသေးတယ်။လမ်းအပြည့်အစုံကိုဖောက်လုပ်ဖို့စူးစမ်းခဲ့မှုပြီမဲ့အဲ့ဒီဒေတာမှနေတိုင်းနဲ့တရှိတဲ့ဝါများစွာနဲ့တက်တော်ရိကြမဖောက်လုပ်ဖြစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီအပိုင်းကို ဖြတ်တန်းသွားလာဖို့ဆိုရင်တော့လေးတင်မော်လေးရင်စရရင်နေနဲ့ဖြတ်တန်းသွားလာနိုင်ပါတယ် ဒီလိုကျေပြန့်ပြီးကွဲပြားတဲ့မြေမျက်နှာတွင်ပြင်မှလမ်းမကြီးတစ်ခုဖောက်လုံနိုင်ခဲ့တာဟာကြီးမားတဲ့စွမ်းဆောင်ရည်တွေကြောင့်ဖြစ်ပြီးဒီလမ်းမကြီးဟာကမ္ဘာအရှိဆုံးမော်တော်ကားမောင်းနှင်နိုင်တဲ့လမ်းအဖြစ်ဂင်းနစ်ဆန်ချိန်တင်ထားပါရယ်။ဒါအပြင်ပန်အမေရိကန်ဟိုင်ဝေးလမ်းမကြီးဟာအမေရိကတိုင်းနှစ်ခုကိုဆက်သွယ်ပေးထားပြီးကုန်သည်ရေး၊စီးပွားရေးနဲ့ခရီးသွားလာရေးအတွက်အရေးပါတဲ့အံ့ဖွယ်လမ်းမကြီးပဲဖြစ်ပါရယ်။